ရှိတယ်အိမ်ရှိတယ်အထင်းမှရှိတယ်ရှိသည်ဆိုတဲ့စကားလုံးရှိတယ်သို့သောဒီမှာကရိယာဆိုတဲ့စကားလုံးတစ်လုံးနဲ့မပါဘူးအလုံးလုံးသည်စားသည်ပြောသည်အလိုမျိုးအလုံးအကိုင်ကိုတံပြရတဲ့အလိုမျိုးစကားလုံးတစ်လုံးနဲ့မပါဘူးအလုံးအကိုင်ကိုတံပြရတဲ့အလိုစကားလုံးကိုကျွန်တော်တို့ကရိယာလို့ခေါ်တယ်အင်္ဂလိပ်လို့ပြောမယ်ဆိုလို့ရှိရင် verb လို့ခေါ်တယ် action လို့ခေါ်တယ်အရဗီမှာ fail လို့ခေါ်တယ် သဘောပေါက်ပြီနော်အခုဒီနေ့ကကြတော့ကျွန်တော်တို့အဲ့ဒီ fail နဲ့ပတ်သက်ပြီးဖတ်မှာအဲ့ဒီ fail နဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုအင်္ဂလိပ်သတ္တရပြောင်းမယ်ဆိုလို့ရှိရင် tense လို့ခေါ်တာသဘောပေါက်ပြီနော်အဲ့ဒါကြောင့်ဒီနေ့ဆရာက tense ရဲ့သင်ခန်းစာတစ်ခုကိုသေချာလေးရှင်းပြမယ်ဒီတစ်ခုသဘောပေါက်ပြီဆိုလို့ရှိရင် အောက်မှာလာနေတဲ့သင်ခန်းစာတွေ tense တွေအကုန်လုံးကဆရာမပြောခင်တည်းကအလိုလိုသဘောပေါက်မှာပဲပထမဆုံးအနေနဲ့ကျွန်တော်တို့စကားပြောတဲ့အခါစကားလုံးပင်နှမျိုးကသုံးပြလေအဲ့ဒါကိုသိဖို့စ조사မယ်

နောက်အမျိုးဆက်တစ်မျိုးကကြတော့ဤကိတုစကားလုံးဖြစ်တဲ့ချိုးစကားလုံးရဲ့အတိတ်တွေကအလုတ်အကင်ဖြစ်တယ် အဲအဲ့လိုမျိုးစကားလုံးကိုကျွန်တော်တို့ကြိယာလို့ခေါ်တာဗောနော်ဥပမာပြင်သွားသည်လာသည်စားသည်စားဖတ်သည်စားရေးသည်ဒီလိုမျိုးစကားလုံးတွေအဲအဲ့လိုစကားလုံးကိုကျွန်တော်တို့အင်္ဂလိပ်အရာပြောမယ်ဆိုလို့ရှိရင် verb လို့ခေါ်တယ်အာရဗီမှာအဲ့ဒါကို fail လို့ခေါ်တယ်သဘောပေါက်ပြီနော်နောက်အမျိုးဆက်တစ်မျိုးရှိတယ်အဲ့ဒီအမျိုးဆက်ကိုကျွန်တော်တို့အင်္ဂလိပ်လို့ပြောမယ်ဆိုလို့ရှိရင် preposition လို့ခေါ်တယ်အဲအာရဗီဘာသာစကားအရာပြောမယ်ဆိုလို့ရှိရင်အဲ့ဒါကို huruf လို့ခေါ်တယ် huruf ဆိုတာကအဲ့ဒီတော့စကားလုံးကိုခေါ်တယ်အချို့စကားလုံးရဲ့ ادیک بیگا نو ٹکو سگا لوں مٹوے میں چھ میں پیے جاؤں گا ادک بے میں شیرا مح بنو سگا لوں گے ادگ بے شیرے میں اے ری سگا لوں گا نو ٹکو سگا لوں نے مٹوے میں چھ تو یہ ادیک بیگا میں پیے جاؤں گا المیو سگا لوں گا چنو دون لو خورے وہ ماں اپ ماں အဲထိကမဒီလိုမျိုးစကားလုံးတွေပေါ့နော်ဒီစကားလုံးတွေရဲ့အတိတ်ပဲရှိတယ်သို့သောနောက်တစ်ခုစကားလုံးနဲ့မတွဲမချင်းအဲ့ဒီစကားလုံးရဲ့အတိတ်ပဲကမပြေဆုံးဘူးဥပမာဖြင့်အပေါ်မှာဆိုလို့ရှိရင်ဘသူ့အပေါ်မှာလဲ အေးအေးဒီအရာကိုပဲထည့်ပြရတယ်ဥပမာပြင်စပွေးပေါ်မှာစာအုပ်ပေါ်မှာလိုမျိုးပေါ့နော်ထည့်မှဆိုရင်လက်တရားတိုင်းပဲအထည့်မှဆိုရင်ဘသူထည့်မှလဲကားထည့်မှအိမ်ထည့်မှဒီလိုမျိုးပေါ့နော်အလိုမျိုးအဲကမှဆိုတဲ့စကားလုံးလက်တရားတိုင်းပဲပန်လေးကရင်ကုန်ကဒီလိုမျိုးပေါ့နော်ဒီနေ့တိုင်ခင်းတာမှာကျွန်တော်တို့ tense နဲ့ပတ်သက်ပြီးဖတ်မှာဆိုတော့ကျွန်တော်တို့ क्रिया ဆိုတဲ့စကားလုံးတွေကိုပါဖတ်ရမယ် क्रिया စကားလုံးတွေရဲ့လက္ခဏာကပါလဲ ကျွန်တော်တို့ဗမာစကားမှာကြိယာစကားလုံးတွေရဲ့လက္ခဏာကနောက်ဆုံးမှဒီဆိုတဲ့စကားလုံးလာတယ်ဥပမာအဖြစ်သွားဒီလာဒီစားဒီစာရေးဒီအလိုနောက်ဆုံးမှဒီဆိုတဲ့စကားလုံးလာတယ်အဲ့ဒါကကြိယာရဲ့လက္ခဏာ verb ရဲ့လက္ခဏာဥရုဒုဘာသာစကားမှာ verb ရဲ့လက္ခဏာကကြိယာရဲ့လက္ခဏာကနောက်ဆုံးမှနာဆိုပြီးစကားလုံးတစ်လုံးလာတယ်ဥပမာအဖြစ်လက္ခဏာပရဏခါနာပီနာအဲ့အလိုမျိုးစကားလုံးရဲ့နောက်ဆုံးမှနာတစ်လုံးလာတယ်အေးအေးဒီနာဆိုတဲ့စကားလုံးက

ဘတ်နာဘတ်နာအတိတ်ပဲထိုင်သည်ဘတ်နာနောက်တစ်ခေါက်ကျတော့ဒေခနာဒေခနာအတိတ်ပဲကြီးသည်ဒေခနာကြီးသည်အင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင် look ပေါ့နော် L O K look အလိုမျိုး watch W A T C H watch ကြီးသည်ပေါ့နော်နောက်တစ်ခေါက်ကျတော့ hasna hasna အတိတ်ပဲကြီးသည် hasna ကြီးသည် smile ပေါ့နော် rona rona အတိတ်ပဲငိုသည် rona rona အတိတ်ပဲငိုသည် sona sona အတိတ်ပဲ egg သည်

टॉक बनो टीएल के टॉक स्पीक एसपीए के स्पीक बनो नाउ तो खुगा खेलना खेलना देबे कजा दी नाउ तो खुगा खिलाना खिलाना देबे चुईमुई दी ठमेन चुईरा रो बारो बनो मोंग चुईरा रो बारो को खिलाना लो खरे खिलाना चुईमुई दी पाना पाना देबे याशी दी काम करना काम करना देबे अलौ लौ दी लरना लरना देबे टाइक खाइ दी यें फिट दी लो म्या देबे नो लरना मारना मारना देबे याई दी मारना याई दी ਮਰਨਾ ਮਰਨਾ ਦੇਵੇ ਤੇਦੀ ਮਰਨਾ ਤੇਦੀ ਸੌਂ ਦਵਾ ਦੀ ਬੋਨੋ ਖੋਲਣਾ ਖੋਲਣਾ ਅਦੇਵੇ ਫੈਂਦੀ ਬੰਦ ਕਰਨਾ ਬੰਦ ਕਰਨਾ ਅਦੇਵੇ ਪੇਗਦੀ ਸਮਝਾਣਾ ਸਮਝਾਣਾ ਅਦੇਵੇ ਨਾ ਲੈ ਆਉਂ ਪਿਓ ਪਿਆਦੀ ਸ਼ੈਂ ਪਿਆਦੀ ਦੀ ਫੇ ਮਾ ਤੋ ਖੋ ਫਾਖੇ ਰੇ ਸਮਝਣਾ ਸਮਝਣਾ ਅਦੇਵੇ ਕੋਕੁਰਾਈ ਨਾ ਲੀਰਾ ਧਿਆਗਾ ਚਾਰੋ ਸਮਝਾਣਾ ਸਮਝਾਣਾ ਅਦੇਵੇ ਨੌ ਟਿਆਓ ਗੋ ਨਾ ਲੈ ਆਉਂ ਪਿਓ ਪਿਆਦੀ ਸ਼ੈਂ ਬੋਨੋ ਕਮਾਣਾ ਕਮਾਣਾ ਅਦੇਵੇ အဲရှာဖွေသည်ကမာနာရှာဖွေသည်ပစံတွေပါတဲ့ရှာဖွေတာကိုကျွန်တော်တို့ကမာနာလို့ခေါ်တယ်နော်အဲ့တော့ကျွန်တော်တို့ကြိယာတွေဖတ်ပြီးသွားပြီအဲ့တော့အခုကျွန်တော်တို့အပေါ်မှာဖတ်ခဲ့တဲ့ကြိယာတွေနဲ့ verb တွေနဲ့စာစီနိုင်ဖို့ကြိုးစားမယ်နော်ဒီ verb တွေနဲ့စာစီဖို့အတွက်ကျွန်တော်တို့ tense ဆိုတဲ့အရာကိုနားလည်ဖို့လိုရတဲ့အင်္ဂလိပ်သတ္တရာ tense လို့ခေါ်တဲ့အရဗီဘာသာစကားမှိုင်းတာကိုဇမနာလို့ခေါ်တယ်ဗောနော်ဒီ tense ဇမနာဆိုတာကအချိန်ကာလကိုပြောတယ်ဘာသာစကားတစ်ခုတန်ရွတ်အတွက်အချိန်ကာလရဲ့အခြံအနေကိုသိဖို့တက်တာအရေးကြီးတယ် ဘာလို့ဆိုတော့ဘာသာစကားဆိုတာကအချိန်ကာလတွေရဲ့အခြေအနေတွေကိုတံပြတာကိုကျွန်တော်တို့စကားလို့ခေါ်တာလူတယောက်စကားပြောတယ်ဆိုလို့ရှိရင်သူ့ရဲ့စကားကအတိတ်နဲ့ပတ်သက်တာဖြစ်မယ်ဒါမှမဟုတ်လက်ရှိနဲ့ဒါမှမဟုတ်အနာဂတ်နဲ့ဒီသုံးခုလုံးကနေတစ်ခုမဟုတ်တစ်ခုနဲ့ပတ်သက်ကိုပတ်သက်မှာပဲအဲဒါကြောင့်ကျွန်တော်တို့စကားပြောတဲ့အခါအချိန်ကာလသုံးခုလုံးရဲ့အခြေအနေကိုနားလည်ဖို့လိုအပ်တယ်သဘောပေါက်ပြီနော် ဒီအချိန်ကာလသုံးခုလုံးကနေကျွန်တော်တို့ဒီနေ့ဖတ်မှာကလက်ရှိကာလနဲ့ပတ်သက်ပြီးဖတ်မှာဖြစ်တယ်လက်ရှိကာလနဲ့ပတ်သက်ပြီးကျွန်တော်တို့ဗမာလိုစကားပြောတဲ့အခါစကားနှမျိုးပြောတယ်တမျိုးမှာသွေထိုးနာငေးနေပါတယ်နောက်ဥပမာဖြင့်ကျွန်တော်အလုတ်လုတ်တယ်ကျွန်တော်အလုတ်လုတ်နေတယ်ဒီစကားနှစ်ခုလုံးကလက်ရှိကာလနဲ့ပတ်သက်တဲ့စကားဖြစ်တဲ့ကျွန်တော်အလုတ်လုတ်တယ်ဆိုတာလည်းလက်ရှိကာလလက်တလော့လုတ်တာကျွန်တော်အလုတ်လုတ်နေတယ်ဆိုတဲ့စကားလည်းလက်ရှိကာလလက်ရှိ လုတ်နေတာ အလိုဆိုလို့ရှိရင်ကျွန်တော်အလုတ်လုတ်တယ်ကျွန်တော်အလုတ်လုတ်နေတယ်ဒီစကားနှစ်ခုလုံးကလက်ရှိကာလရဲ့စကားဖြစ်တယ်သို့တော့ပထမမျိုးစားမှာတဝေထုနာငင်းနေဆိုတဲ့စကားလုံးမပါဘူးဒုတိယအမျိုးစားစကားမှာတဝေထုနာငင်းနေဆိုတဲ့စကားလုံးပါတယ်သဘောပေါက်ပြီနော်ဒီနည်းတဲ့ငင်းတာကဒီတာဟွန်တီဟွန်တေဟိုတင်းဟဲဆိုတဲ့ဒီစကားလုံးတွေကလက်ရှိကာလမှာတဝေထိုးနာငင်းနေမပါတဲ့အမျိုးအစားစကားတွေကိုတံပြဖို့အတွက်အသုံးပြုတယ်။သဘောပေါက်ပြီနော်။ ဒီတာဟူတီဟူတာဟဲတီဟူဒီစကားလုံးတွေကလက်ရှိကာလမှာသူဝေထိုးနာငင်းနေမပါတဲ့အမျိုးအစားစကားတွေကိုတံပြဖို့အသုံးပြုတယ်။ဥပမာပြကျွန်တော်လှုပ်လှုပ်တယ်၊ तू ကလှုပ်မလှုပ်ဘူး၊ तू ကလှုပ်လှုပ်လား၊ကလေးတွေကစားလား၊ကလေးတွေမကစားဘူး၊ तू တို့ចောင်းသွားလား၊ तू တို့ចောင်းမသွားဘူး၊ तू တို့ចောင်းသွားတယ်ဒီလိုမျိုးစကားတွေ။အခုကျွန်တော်တို့စာစီဖို့ကြိုးစားမယ်နော်။စာစီဖို့တက်စရာကရင်ငတ်ထဲကနေရှင်းပြထားတယ်။ ပမာစကားမှာဘယ်စကားလုံးကိုဘယ်နေရာမှာထည့်ပြီးစီရလဲဘူရူတူစကားမှာလည်းအဲ့ဒီစကားလုံးကိုကွတ်တီအဲ့ဒီနေရာမှာပဲထည့်ထည့်ပြီးစာစီရတယ်တော့ပါပေါ့ကွီနော်အခုကျွန်တော်တို့ဒီလက်ရှိကာလမှာစကားပြောတာကကျွန်တော်အလုံးလုံးတယ်ပထမဆုံးဘယ်စကားလုံးကိုအသုံးပြုခဲ့လဲကျွန်တော်ဆိုတဲ့စကားလုံးဒုတိယနေရာမှာအလုံးဆိုတဲ့စကားလုံးတတိယနေရာမှာလုံးတယ်ဆိုတဲ့စကားလုံးအဲ့ဒီလုံးတယ်ဆိုတဲ့စကားလုံးကကြိယာဖြစ်တာ verb ဖြစ်တာ သဘောပေါက်ပြီနော်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ပမာစကားမှာ valve ကိုလုံးဝနောက်ဆုံးမှယူလာတယ်စာကြောင်းရဲ့နောက်ဆုံးမှနော်ကျွန်တော်အလုတ်လုတ်တယ်အခုဒီနေရာမှာစဉ်းစားစရာတခုရှိတာကအလုတ်လုတ်တယ်ဆိုတဲ့စကားမှာလုတ်ဒီဒီတာရဲ့ညာတဲ့ဒီပဲပြောက်သွားလေဘာလို့ဆိုတော့ပမာစကားမှာကြိယာတိုင်းရဲ့နောက်ဆုံးမှတာရဲ့ညာတဲ့ဒီရှိတယ်သွားဒီလာဒီစာဒီပြောဒီရေးဒီဖတ်ဒီဒီလိုမျိုးပေါ့နော် အေဒီဒီကစားစီတဲ့နေရာမှာမလာဘူးကျွန်တော်အလုတ်လုတ်တယ်သူတို့ထမင်းစားတယ်လို့ပြောတာသူတို့ထမင်းစားဒီတယ်လို့မပြောဘူးအေဒီဒီကိုတာရဲ့ညတဲ့ဒီကိုမထေဘူးအလိုဆိုလို့ရှိရင်ကျွန်တော်တို့တခုသဘောပေါက်သွားတာကကရိယာရဲ့နောက်ဆုံးမှာကျွန်တော်တို့ဗမာစကားမှာတာရဲ့ညတဲ့ဒီရှိတယ်အေဒီဒီကကရိယာရဲ့လက္ခဏာသို့တော်သူစားစီတဲ့နေရာမှာသူမလာတော့ဘူးသဘောပေါက်ပြီနော်ဝရူဒူဘာသာစကားမှာလည်းလုံးဝဒီအတိုင်းပါပဲ ခရီးယာတိုင်းရဲ့နောက်ဆုံးမှာနားဆိုပြီးစကားလုံးတစ်လုံးရှိတယ်ကျွန်တော်တို့ကခေါနာပဲဖတ်ခဲ့တာခါနာပီနာအုတ်နာဘိုက်နာစကားလုံးတိုင်းရဲ့နောက်ဆုံးမှာနားဆိုပြီးခရီးယာရဲ့လက္ခဏာတစ်ခုရှိတယ်သောသောစာစီတဲ့အခါအေအေဒီနာမလာဘူးဗမာစကားမှာလေစာစီတဲ့အခါကရိယာရဲ့နောက်ဆုံးမှာတာရဲ့ညတဲ့ဒီဆိုတဲ့စကားလုံးမလာသလိုဥရဒူဘာသာစကားမှာလည်းစာစီတဲ့အခါကရိယာရဲ့နောက်ဆုံးမှာနာဆိုပြီးစကားလုံးတစ်လုံးရှိတယ်အေအေဒီစကားလုံးကစာစီတဲ့အခါမလာဘူး လုံးဝပမာစကားနဲ့တူတူပဲသဘောပေါက်ပြီနော်အခုကျွန်တော်တို့စာစီမယ်မိုက်ပါတာဟုကျွန်တော်စာဖတ်တယ်မိုက်အတိတ်ပဲကျွန်တော်ပါရနာစာဖတ်တယ်အပေါ်မှာခုနကကျွန်တော်တို့ဖတ်ပြီးသွားပြီ မိုက်ပါတာဟုစာဖတ်တဲ့ဒီနားကိုကျွန်တော်တို့ဖြုတ်လိုက်တယ်သဘောပေါက်ပြီနော်ဘာလို့ဆိုတော့စာစီတဲ့အခါဒီနားကမလာတော့ဘူးအဲ့တော့နားကိုဖြုတ်လိုက်ရင်ပါကျင်လဲပါရကျင်တယ်ပါရနာကနေပါရကျင်တယ်သဘောပေါက်ပြီနော်ပြီးရင်ဒီနောက်မှာကျွန်တော်တို့တာဟုထည့်လိုက်တယ် မိုက်ပါတာဟုကျွန်တော်စာဖတ်တယ်အဲ့တော့ဒီတာဟွင်းရဒိဗေကပါလေလက်ရှိကာလမှာတဝေထုနာငင်းနေမပါတဲ့အလိုမျိုးစကားကိုတံပြတာသဘောပေါက်ပြီနော်အခုဒီတာဟွင်းကိုကျွန်တော်တို့မိုင်းနေတုံးတယ်တီဟွင်းကိုလည်းမိုင်းနေတုံးတယ်ဒီဒီတီဟွင်းကကြတော့မင်္ဂလေတွေအသုံးပြတာပေါ့နော်ဥပမာဖြင့်ကျွန်မစာဖတ်တယ်လို့ပြောမယ်ဆိုလို့ရှိရင်မိုင်းပါတီဟွင်းမိုင်းပါတီဟွင်းသဘောပေါက်ပြီနော်နောက်တစ်ခုကတာဟဲတီဟဲ ဒီကတီဟိုမဟုတ်ဘူးเนาะတီဟဲဗောနော်တာဟဲတီဟဲအလိုမျိုးဗောနော်အဲ့တော့အနေကိန်းနဲ့ကျွန်တော်တို့တာဟဲတီဟဲသုံးတယ်ဥပမာပြန်ဝိုစကူလ်ဂျာတီဟဲဝိုစကူလ်ဂျာတီဟဲသူမဒီကြောင်းသွားတယ်ဝါတိတ်ပဲသူမစကူလာတိတ်ပဲကြောင်းဂျာနာဂျာနာတိတ်ပဲသွားတယ်ကျွန်တော်တို့ခုနပဲအပေါ်မှာဖတ်ခဲ့တာဂျာနာတိတ်ပဲသွားတယ်သို့သောစာချုပ်စီရအခါဒီနာကမလာတော့ဘူးသဘောပေါက်ပြီနော်အဲဒါကြောင့်နာမလာရင်ဂျာဖြစ်သွားတယ် အဲ့တော့အဲ့ဒီဂျာရဲ့အနောက်မှာကျွန်တော်တို့ဒီတာဟွန်တီဟွန်တေဟိုဒီဟာထေပင်ပါဗောနော်ကျွန်တော်တို့ခိုးတီဟဲထေရတဲ့ဘာကြောင့်လဲဆိုတော့ဒီမှာအရှိမဝိုးရဲ့အတိတ်တွေကဒီမှာတူမအဲ့ဒါကြောင့်နော်ဝိုးစကူးဂျာတီဟဲတူမဒီကြောင်းသွားတယ်တဘောပေါက်နေတယ်နော်ဗမာစကားနဲ့တိုင်းကြည့်မယ်ဆိုရင်လည်းလုံးဝတူတူပဲဝိုးတူမစကူးကြောင်းဂျာတီဟဲသွားတယ်တဘောပေါက်ပြီနော်နောက်တစ်ခုကကြတော့ဘိုင်ကမ်ကာတာဟဲဘိုင်ကမ်ကာတာဟဲ အကိုကအလုပ်လုပ်တယ်ဒီမှာကရဏကာမအတိတ်ပဲအလုပ်ကရဏအတိတ်ပဲပြုလုပ်သည်ကရဏအတိတ်ပဲပြုလုပ်သည်ဒီကိရိယာကလည်းကျွန်တော်တို့နားကိုဖြုတ်လိုက်တဲ့ကာဖြတ်သွားတယ်အဲ့ဒီကရိယာအနောက်မှာကျွန်တော်တို့ဒီတာဟဲထည့်လိုက်တယ်ဘာဖြစ်လို့ဆိုတော့အရှိမအဲ subject က by ယောက်ျားလဲအနေငယ်ဖြစ်တဲ့ယောက်ျားလဲအနေငယ်နဲ့ကျွန်တော်တို့တာဟဲသုံးတယ်

ခေလနာအတိတ်ပဲကစားသည်ကျွန်တော်တို့ကခေါနာဒီမှာဖတ်ပြသွားပြီခေလနာအတိတ်ပဲကစားသည်အခုကျွန်တော်တို့စာစီရအခါဒီနာကိုဖြောရမယ်နာကိုဖြောရင်ခေလအလိုဖြစ်သွားပြီနော်အဲ့ဒီခေလရဲ့အနောက်မှာကျွန်တော်တို့တာဟိုတီဟိုဒီကနေပဲတခုလိုအပ်လဲအဲ့ဒါထဲမှာပေါ့နော်ကျွန်တော်တို့အမြကိန်းနဲ့ဒီတင်းဟင်သုံးတယ်အမြကိန်းနဲ့တင်းဟင်အဲ့ဒါကြောင့်ဘတ်ချေခေလတင်းဟင်ခလေရဲစောရဟင်သုံးထားတယ် ဘတ်ကျဲကလေးများအများကြီးမို့လို့သဘောပေါက်ပြီနော်ဗမာစကားနဲ့တိုင်းချင်းမယ်ဆိုရင်လည်းလုံးဝတူတူပဲဘတ်ကျဲကလေးများခဲလ်တဲဟဲစောကစားတယ်သဘောပေါက်ပြီနော်နောက်တစ်ကြောင်းကကြတော့သူလိုပါလက်တဲဟဲသူလိုပါလက်တဲဟဲသူလိုပါဆိုတာကကြောင်းသားများတွားလေးဘူးနီးအများကြီးတွားလေးပဲလုံးကြီးတွားလေးဘူးနီးအများကြီးသူလိုပါလာတယ်သူလိုပါတိတ်ပဲကြောင်းသားများလက်တဲဟဲလက်နာတိတ်ပဲစာရေးတယ်အာ အပေါ်မှာခွန်းနဲ့ကျွန်တော်တို့ဖတ်ပြသွားပြီပေါ့နော်လက္ခဏာပဲဟောလဲဒီမှာလက္ခဏာတိတ်ပဲစာရည်ဒီအေကနဲ့ကျွန်တော်တို့နာကိုဖြုံးမယ်ပြီးရင်အနည်းအများကင်းဆိုတော့ကျွန်တော်တို့ဒီတင်းဟဲဒါကိုထေးပြင်မှာပေါ့နော်သူလိုပါလက်တင်းဟဲကြောင်းသားများဒီစာရည်တယ်လုံးဝပမာစကားနဲ့အတူတူပဲနော်ဒီဘက်မှာဖတ်ခဲ့တာတွေကကုံလုံးကအဖြေစာကြောင်းဖြစ်တယ်ဒီမှာအငဲစာကြောင်းမဲခွန်စာကြောင်းမပါသေးဘူးအခုကျွန်တော်တို့အငဲစာကြောင်းစီဖို့ကြိုးစားမှာပေါ့နော်အငဲစာကြောင်းကိုဘယ်လိုစီရမလဲဗမာစကားမှာဘယ်လိုစီလဲ ိုရိုဒိုစကားမှာလဲကွတ်တီအဲရီယာတိုင်းပဲဆေးရမှာဥပမာဖြင့်ကျွန်တော်တို့ဒီစကားကိုဗမာလိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်စာဖတ်တယ်မိုင်းပရတာဟုံကျွန်တော်စာဖတ်တယ်ဒီဟာကိုအငင်းလုံးရင်ဗမာလိုဘလိုပြောလဲကျွန်တော်စာမဖတ်ဘူးကျွန်တော်စာမဖတ်ဘူးအဲဒီမာဆိုတဲ့စကားလုံးကိုပြန်မထည့်လဲဖတ်ဒီရဲ့အရှိမတဘောပေါက်နေလေနော်ဥရူရူစကားမှာလဲဟာဖီနော်ဖီမဟုတ်ဘူးဆိုတဲ့မာဆိုတဲ့စကားလုံးကိုလုံးဝအလိုမျိုးပဲကျွန်တော်မိုင်း စာစဘက်မဖတ်ဘူးမနေဟိဖတ်ဘူးပရတာဟုလုံးဝမမစကနဲ့တူတူပဲဘာတခုမှမကွာဘူးနော်အဲဒါကြောင့်ကျွန်တော်တို့စာစီဖို့အတွက်တအားကိုလွယ်ကူတယ်ကျွန်တော်တို့အဓိကခက်ဆက်တွေပဲမှတ်နိုင်ဖို့ရည်ကြီးတာကျွန်တော်တို့ခက်ဆက်သိတာနဲ့ကျွန်တော်တို့ဗမာစကားမှာပဲစကားလုံးကိုပေးနေရမှာထဲပြီးအသုံးပြုခဲ့လေအိုရိုလိုစကားမှာလည်းလုံးဝအဲဒီအတိုင်းပဲထဲပြီးပြောကြမှာတဘောပေါက်ပြီနော်အခုဒီဘက်မှာရှိနေတဲ့ဒီအဖြေစာချုပ်တွေကိုကိုယ့်ဘာသာကိုအငြင်းလုံးပြီးပြောကြည့်ပါနော်ဗမာပြင်ဒီမှာ ဘာရဲ့ကမ်ကာတာဟဲအကိုကလှုပ်လှုပ်တယ်ဒီတရားကိုအငင်းလုံးမယ်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ဗမာလိုပြောကြည့်ပါနော်အကိုအလုတ်မလုတ်ဘူးအခုမားဆိုတဲ့စကားလုံးကိုလုတ်တည်ရဲ့အရှိမထဲတာဘူလူလူစကားမှလေးတွေအတိုင်းပဲလုံးမယ်အကိုဘာရဲ့အလုတ်ကမ်မလုတ်ဘူးမနေဟီအေးအေးဒီနေဟီကိုဒီမှာထဲမှာကာတာဟဲလုတ်တည်တပမာစကားမှလေးဒီမားဆိုတဲ့စကားလုံးကိုခရိယာရဲ့အရှိမထဲသုံးတယ် الگ اللہ المی بی وہ بات نہیں کرتی ہے تما دی سگا م پیا وہ تما سگا م پیا بو وہ ادیک بھی تما بات ادیک بے سگا کرتی ہے ادیک بھی پیو لوگ دی وہ بات کرتی ہے ادیک بھی تمہا سگا پیورے وہ بات نہیں کرتی ہے ادیک بھی تمہاں سگا م پیا وہ نوٹو وہ گاری نہیں چلاتا ہے وہ گاری نہیں چلاتا ہے تی کا ماؤ وہ ادیک بے تاری ادگے کا نہیں ادے بی, 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 چلانا بی چلا نہ دے بے ماؤں دے ایرو چلانا گانے چن نہ سگالوں گو چ ြင်းရဂျာလာကျန်သွားတယ်အဲ့တော့ဂျာလာကျန်သွားတော့ကျွန်တော်တို့နောက်ဆုံးမှာတာဟဲတုံးလိုက်တယ်ဘာဖြစ်လို့ဆိုတော့ဒီမှာ subject က wo နန်စားကအရှိမအနေကင်းယောက်ျားလေးဖြစ်တယ်အနေကင်းယောက်ျားလေးနဲ့ကျွန်တော်တို့တာဟဲတုံးတယ်သဘောပေါက်ပြီနော် wo gari chalata hai tu ka maung de wo gari nahi chalata hai tu ka ma maung လုံးဝပမစကားနဲ့တူတူပဲ

အာတာဟေဒီဟာခရိယာအာနာဒီမှာကျွန်တော်တို့ဖတ်ပေးသွားပြီပေါ့နော် အာနာအာနာဒိဗ္ဗေလာဒီအာနာမှာကျွန်တော်တို့နာကိုဖြုတ်ရမယ်နာကိုဖြုတ်ရင်ပါကျန်သွားလေအာကျန်သွားလေအဲ့တော့ဝောယဟအာ ပြန်နောက်ဆုံးမှာကျွန်တော်တို့တားဟဲတုံးထားတယ်ဘာဖြစ်လို့ဆိုတော့နန်စာအနေကင်းယောက်ျားလေးဖြစ်ရင်ကျွန်တော်တို့တားဟဲတုံးတယ်အဲ့တော့ဝယဟာအာတာဟဲဒီဟာအဖြေစာကြောင့်အဲ့ဒီအဖြေစာကြောင့်ရဲ့အရှိမကြားတလုံးထိလိုက်တာနဲ့မေခွန်စာကြောင့်ဖြစ်သွားတယ်ကြာဝယဟာအာတာဟဲလူတီတီကိုလာလာအလိုမျိုးတိုက်ပြဖြစ်သွားပြီတဘောပေါက်နေလေနော်ဒီအရေကျွန်တော်တို့အရင်ကလည်းဖတ်ပြီးသွားပြီဒါမှမဟုတ်ဒီကြာကိုကျွန်တော်တို့လုံးဝနောက်ဆုံးမှထည့်သွင်းရေးလေးရတယ်နော်ဆရာအရာတွေပြီးခဲ့တဲ့တန်ခမ်းတာတွေမှာအခါတရာလောက်ပြောပြီးသွားပြီ ဝိုယဟာအာတာဟေကျာလို့လည်းပြောလို့ရတယ်နော်သူကဒီကိုလာလာနောက်တစ်ခုကကြတော့ခါနာကွန်ခီလာတာဟေခါနာကွန်ခီလာတာဟေအစာတောက်တွေဘသူကျွေးလေအစာတောက်တွေဘသူကျွေးလေအဲ့တော့ဒီစာကြောင်းကမေခွန်စာကြောင်းဖြစ်တယ်အပေါ်ပေါက်ပြီနော်ဘာကြောင့်မေခွန်စာကြောင်းဖြစ်တာဒီမှာမေခွန်စကားလုံးပါနေလို့ဗောနော်ဒီမေခွန်နဲ့ပတ်သက်ပြီးကျွန်တော်တို့ lesson 1ကနေဖတ်လာနေတာမေခွန်စကားလုံးတွေကဗမာစကားမှာပေးနေရမှာလာလေ ။ Urdu စကားမှာလည်း qwerty အဒီနေရာမှာပဲလာတာ။ပမာဖြင့်မဲဘေသွားနေတာလေလို့ပြောမယ်ဆိုလို့ရှိရင်ဒီတစ်ခါဘေဆိုတဲ့စကားလုံးဘေကိုဆိုတဲ့စကားလုံးမဲခွန်စကားလုံးက ပမာစကားမှာပေနေရာမှာလာလေမဲရဲ့အနောက်မှာမဲဘေကိုသွားနေတာလေ Urdu စကားမှာလည်း qwerty အဒီနေရာမှာပဲလာမယ်။သဘောပေါက်ပြီနော်။အခုဒီစကားကိုကြည့်ပါဦး။ခါနာကွန်ခီလာတာဟဲအစာတောက်ကိုဘသူကျွေးလဲဒီစကားမှာဗမာစကားနဲ့တိုင်းကြည့်မယ်ဆိုရင် လုံးဝတူတူပဲ

تم نے آپ نے ٹی ہو ٹی ہو اللہ تونگ رے ہو لیسن ون کا چنورو تی رے آپ ہو آپ ہیں اللہ تم رے تم سورے سگا لوں گا تم ناشتے میں کیا پیتے ہو ارو تم ادیک ادیک بے مؤ میں ادک بے ماں میں ادیک بے ماں رو مین لو دی مونسا لیا کھا مونسا رے نیا ماں ကျားပီတေကိုဘာတောက်လဲဘီနာဒိတ်ပဲတောက်တယ်ဒီမှာကျားဆိုတဲ့စကားလုံးကမင်းခွန်စကားလုံးဖြစ်တဲ့ဒီကျားနဲ့ပတ်သက်ပြီးဆရာကအရင်ကလည်းအခါပေါင်းများစွာရှင်းပြပေးသွားပြီကျားဆိုတဲ့စကားလုံးကစာကြောင်းရဲ့အလေမာလာရင်ဘာလဲအတိတ်ပဲပြေးတယ်စာကြောင်းရဲ့လုံးဝအရှိမဒါမှမဟုတ်လုံးဝနောက်ဆုံးမှလာရင်အဲ့ဒီချိန်ဟုတ်သလားဖြစ်သလားလို့များတိတ်ပြရတယ်ဒီတစ်ခါကျတော့ကြားစကားလုံးကအလေမာလာတယ်ဒါကြောင့်အတိတ်ပဲကဘာလဲအတိတ်ပဲရမယ် तुम नाश्ते में क्या पीते हो मैं मौसा रे आखा बासा ले အဲ့တော့ဒီတင်ငင်းတာကိုတေချာနားရအောင်များများ exercise လုပ်မယ်။ဘာဖြစ်လို့ဆိုတော့ဒီတင်ငင်းတာတခိုးသဘောပေါက်ရင်အောက်မှာလာနေတဲ့ tense တွေကတင်ငင်းတာတွေကအကုန်လုံးလွေကိုသွားမယ်။ဒီတခိုးသဘောမပေါက်ဘူးဆိုလို့ရှိရင်ကျန်တာတွေနားလေဖို့နည်းနည်းခတ်သွားမယ်။သဘောပေါက်ပြီနော်။ ارا جمع ایسا سچ لوگ میں چنورو باب ڈے پھٹا رہے وہ ماں سمجھنا سمجھنا نہ لیجیے میں میں سمجھتا ہوں چنو نہ لے رہے وہ سمجھتا ہے تو نہ لے رہے وہ نہیں سمجھتا ہے انے ساجمنو تو نام لےو ایرا امیخو لوگ میں کیا وہ سمجھتا ہے تو نہ لے لا لو میو بات کرنا وہ بات کرتا ہے تو سگا پیورے وہ بات نہیں کرتا ہے تو سگاما پیو کیا تم بات کرتے ہو میں سگا پیولا ہم بات کرتے ہیں چنورو سگا پیورے ဒီလိုမျိုးလေ့ကျင့်ရမှာပေါ့နော်အခုဒီဒီသင်ခန်းစာတဘောမပေါက်သေးဘူးဆိုလို့ရှိရင်ဆရာကိုကောင်းမွန်မှလာပြီးပြောပါဆရာအင်ရှာလာဒီသင်ခန်းစာကိုနားလည်အောင်နောက်တစ်ခုပုံသင်နဲ့ရှင်းပြနိုင်ဖို့ကြိုးစားပေးပါမယ်နော်ဒါပေမဲ့ဒီသင်ခန်းစာကိုနားလည်ဖို့တော်တော်လေးကအရေးကြီးတယ်ဒီသင်ခန်းစာနားလည်မှသာကျွန်တော်တို့ကျန်တဲ့ထန်စီရဲ့သင်ခန်းစာတွေကိုအလွယ်တကူနားလည်မှဖြစ်ပါတယ်သဘောပေါက်ပြီနော်အင်ရှာအလ္လာဟ်ကျွန်တော်တို့နောက်တစ်ခု recording မှာဆက်ပြီးဖတ်ကြတာပေါ့နော်